ရွှေမန်ခင်အစ်စ်ကခင်းဖြစ်နေရတဲ့မြန်မာပြည်အကြောင်းတင်ပြဆွေးနွေးချက်အပိုင်းခွင့်နဲ့ပါနှစ်တနှစ်ထဲမှာအကမှာပန္ဒိတဘွဲ့စိတ်တော်တွေကိုတနှစ်ထဲမှာအပါ60ကျော်ပြီးခဲ့ အဲ့ဒါကိုကြည့်ပြီးတော့သာသနာကြီးထွန်းကားနေတယ်လို့ပြောရမှာလားပြောကြမှာလားနာဝတ္တနာဖလက်ကပေါ့ဗျာနာဝတ္တနဲ့နာဖလက်ထက်ကပေါ့နော်ကပေးတဲ့လူကလည်းပေးတယ်ထားပါဦးယူတဲ့သူကလက်ခံယူကြတဲ့ပုဂ္ဂိုလ်ဒီကလည်းအံ့ဩစရာပဲနော်အဲ့ဒီလူတွေကိုအံ့ဩစရာပဲ ကိုသိခါလဲကိုငဲ့ဘူးကိုတန်ကားအဖွဲစည်းရဲ့ဂုံသိခါလဲမငဲ့ဘူးအဲ့တော့ဘာဖြစ်ကုန်လဲဆိုတော့အကုန်လုံးအကဘောကြီးဖြစ်ကုန်တာပေါ့ဗျာနော်အဲ့လိုအကဘောကြီးဖြစ်တယ်ဆိုတာအဲ့ဒီအကမာပန္ဒိတာဘွဲစိတ်ယူသွားကြတဲ့ပုံကိုယ်ဒီကိုယ်တိုင်ကပြောတာ ငါတို့တော့တဲ့ဧကဘောတွေဖြစ်ကုန်ပါပြီကွာဆိုပြီးတော့ပြောတာဗျာဟုတ်တယ်လေဘာဖြစ်လို့လဲဆိုတော့ဟိုးတုန်းကဒီလိုသာသနာပြုဘွတ်စိတ်တော်တွေကိုစက်ကတ်လူဒန်းခံရတဲ့ဆရာတော်တမန်တော်ကြီးကြီးကနော်ကြောက်တီတန်တုအလေးကယူပြုတ်အပ်တဲ့ဆရာတော်ကြီးတွေဆိုပြီးတော့နော် သူတို့နေထိုင်တဲ့ရင်တုံးနဲ့အရက်ဒီတာမှာမြို့နယ်ပြည်နယ်တိုင်းဒီမှာကိုနော်သူတို့ရဲ့တီလာကုံတမာရီကုံပညာကုံတွေဟာနော်ပန်းစတဲ့လေရင်းဆောင်တယ်လို့ပြန်ပွားလာပြီးတော့ဩဒီဆရာတော်ကြီးကတော့တို့ဒီနော်နိုင်ငံတော်ဆူကအနေနဲ့အက်ကမှာပန္ဒိတတို့အဘိဓဇမဟာရထကုရုဘွဲ့စိတ်တော်ဒီစက္ကတ်တင်တာပဲဆိုပြီးတော့အဲ့လိုစက္ကရတာ ဲ့လိုဆက်ကတဲ့အခါမှာဒီနှစ်တော့ဘယ်တိုင်းဘယ်မြို့နယ်ဘယ်ကျောင်းတိုက်ကဆရာတော်ကြီးကအဲ့ကမှာပန္တိတာဘောဓိသီတော်ဆက်ကခံရတယ်အဘိဓဇမဟာရတဂုရုဘယ်သူဆက်ကခံရတယ်ဆိုတာတနိုင်ငံတော့အသိတယ်ဘာကြောင့်လဲဆိုတော့ကဘာနဘာသုံးပါပဲလေတနှစ်မှာမှဆက်ကခံရတာအခုတော့တနှစ်ထဲမှာအပား60တောင်မှာအဲ့ကမှာပါဠိတာဘွဲစီကြီး ပေးလိုက်တာစဉ်းစားကြပေါ့ဗျာအပိုင်းရှစ်မှာဆက်လက်တင်ပြပါမယ်ကျွန်တော်ဥကြည်မှုကောင်းပါ